င်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ဝန်ပေါင်းကုမ္ပဏီဝင်အတွင်တက်ဆွဲပြီးပြည်သူများကိုလက်နက်ကြီးဖြင့်ပစ်ခတ်နေသောစစ်တပ်ကို109မမရှော့တိုက်တုံးများဖြင့်တော်လှန်ရေးတပ်များကပြန်လည်ပစ်ခတ်မှုဝန်ပေါင်းဝင်အတွင်ပောက်ကွဲမှုများဖြစ်ပေါ်ကမိများလောင်ကျွမ်းအရေးပေါ်အချက်ပေးသံဖြင့်တညာလုံးယုံရင်ဆန့်ခဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စကိုင်းတိုင်းစားလင်းကြီးမြို့နယ်လပတောင်းတောင်ကျင်းနီစီမံကိန်းအတွင်ရှိတရုတ်ဝန်ပေါင်ကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကဖြီးသူများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေသဖြင့်တော်လန်ရေးတပ်များကအဆိုပါစစ်တပ်ကို109မမရှော့လိုက်တုံများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းဒေသခံဖြီးသူများနှင့်တော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါသည်ရှမနီအော်တိုဘာလ23ရက်နေ့ညပိုင်းတရုတ်ဝန်ပေါင်ကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကိုထော်လန်ရေးတပ်များက109မမရှော့တိုက်တုံများဖြင့် ေရာပေါင်းစုံမှပြန်လည်ဖိခတ်တိုက်ခိုက်ခဲ့ရာအဆိုပါကုမ္ပဏီဝင်အတွင်ပောက်ပွဲမှုများဖြစ်ပေါ်ခဲ့ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝမ်ပေါင်းကုမ္ပဏီဝင်အတွင်အရေးပေါ်အုပ်အော်ဆွဲတံများထညာလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားများစေကားနှင့်ရှေးကားများဖြင့်ရှုံရင်ဆန့်ခတ်ဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်ဝမ်ပေါင်းထဲမှာတက်ဆွဲထားတဲ့စစ်တပ်ကအနီးအနားကကြီးပါတွေကိုလက်နက်ကြီးတွေနဲ့နှိမ့်တိုင်းဖြစ်နေတာမင်းညကတော့ PDF တွေက short တိုက်တုံးတွေနဲ့ဝမ်ပေါင်းဝင်းတွေကစစ်တပ်ကိုပြန်ပစ်တယ်။နေရာပေါင်းစုံကနေပြန်ပစ်တာအဲ့ဒါဘာတွေကိုထိသွားလဲတော့မသိဘူး။ မီးတွေလောင်တာအကြီးအကျယ်ပဲနောက်ပြီးဝမ်ပေါင်ကုမ္ပဏီဝင်တဲ့မှာအရေးပေါ်အိုအော်ဆွဲတံတွေမီးတက်ကားရီစစ်ကားရီနဲ့ရဲကားရီနဲ့ရုံရင်းဆန်ခတ်ဖြစ်ကုန်နေပောက်ကွဲမှုတွေလည်းဖြစ်တဲ့ဘာတွေထိသွားလဲဆိုတာကတော့မသိရသေးဘူးဟုဒေတာကန်ပြည်သူတအူးကပြောဆိုပါတယ်ဆာလင်ဂျီမျိုးအခြေစိုက်တော်လန်ရေးတရင်ရင်းမြစ်ကလည်းဂျမနီညာပိုင်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကိုရှော့လိုက်တော့များလက်နက်ကြီးများဖြင့်တော်လန်ရေးတံများကပြစ်ခတ်ခဲ့မှုမှာမှန်ကန်ကြောင်းအတည်ပြုပြောဆိုပါတယ် ဝမ်ပေါင်တဲမှာတက်ဆွဲပြီးတော့ပြည်သူတွေကိုဒုက္ခပေးနေတာစစ်တပ်ကအဲ့ဒီတော့တော်လန်ရေးတက်တွေကအဲ့ဒီဝင်တွေကစစ်တပ်ကိုပြန်ပြစ်တာပောက်ကွယ်မှုတွေလည်းဖြစ်တာမှန်ကန်ပါတယ်ဟုစာလင်ကြီးမျိုးအခြေစိုက်တော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ် အော်တိုဘာလ22ရက်နေ့တွင်တရုတ်ဝန်ပေါင်ကုမ္ပဏီအတွင်းရှိစစ်တပ်ကလက်နက်ကြီးများဖြင့်အနီးပတ်ဝန်းကျင်ရှိခြေရွာများသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့ဖြစ်ခတ်ခဲ့ခြင်းလက်နက်ကြီးများမှဖောင်းကတားခြေရွာ၊မိုးချိုးပြင်ခြေရွာနှင့်မဲဆီလီကန်ခြေရွာဘက်များသို့ဦးတည်ပစ်ခတ်ခဲ့ကြောင်းထို့သောစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့်ပြည်သူတအူးထက်မနေထံရရရှိခဲ့ပြီးနေအိမ်များစွာပျက်စီးခဲ့ကြောင်းသိရပါသည် ထို့ပြင်အော်တိုဘာလ22ရက်နေ့ညနေပိုင်းတွင်လည်းဝမေးရွာတင်အနောက်မြောက်ဘက်ပလောင်ရွာလမ်းခွဲနာရှိဝမ်ပေါင်ကုမ္ပဏီဝင်အဝင်ဂိတ်မှစစ်တပ်ကတနက်ဖြန်ရန်တမ်းပစ်ခတ်ပြီးဝမေးရွာသားတအူကြည်တိမှန်တရန်ရရှိခဲ့ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်ကစာလင်ကြီးမျိုးနယ်အတွင်စစ်ကြောင်းထိုးမှုများလှုပ်ဆောင်နေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းမကြာခဏဆူသလိုလှုပ်ဆောင်နေပြီးပြည်သူများစစ်ပီးရှောင်နေရကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်။ ဆက်လက်ပြီးဖေကုံမိုးပြဲတွင်တိုက်ပွဲများပြင်းထန်နေပြီး PNO 90ကျော်တိဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းတောင်နှင့်ကရင်နီနယ်ဆက်ဖေကုံမြို့အနောက်ဘက်နယ်မိုးပြဲနယ်အတွင်တော်လန်ရေးတပ်များနှင့်စစ်ကောင်စီ PNO ပြည်သူ့စစ်ပူးပေါင်းတပ်များရပ်ပိုင်းတွင်တိုက်ပွဲများပြင်းထန်ခဲ့ပြီးတိုက်ပွဲများအတွင် PNO ပြည်သူ့စစ်90ကျော်တိဆုံးပြီးဖမ်းဆီးရမိသူများလည်းရှိနေကြောင်းတော်လန်ရေးတပ်ဖွဲ့များထံမှသိရပါတယ်။အော်တိုဘားလာတတိယဘက်အတွင်ဖြစ်ပွားခဲ့တဲ့ဖေခုံမြို့နယ်တောင်စလုံးမြောက်စလုံးကြီးပါတိုက်ပွဲများအတွင် ရင်းကဲ့သို့ PNO ပြည်သူ့စင်များတည်ဆုံးခဲ့ရခြင်းမှမှန်ကန်သည်ဟုအင်းလီတထောင်ကို PDF တရင်ကအတည်ပြုပြောဆိုပါရယ်တော်လန်ရေးတက်တွေရဲ့စီရေးပြုဟာတက်ကွင်းမှတည်ကြတာမြောက်စလုံးဘက်90ကျော်တည်တဲ့စာခ PNO အကောင့်ကြီးတွေပါတယ်ဟုအင်းလီတထောင်ကိုတက် IPDF ပြန်ကြားရေးအင်းသွေးနီကမဲခေါင်တို့ယနေ့အောက်တိုဘာ24ရက်တွင်ပြောပါရယ်ထို့ပြင်မိုးပြင်းနဲ့တိုက်ပွဲများအတွင်ဖမ်းဆီးရမိသုံးဖမ်းများရှိခဲ့သည်ဟုသိရပါရယ် တော်လရေးတပ်များတွင် KMDF, PNDF, KK, ရှမ်းတောင်တထောင်ချောင်း 1009, IMPDF တပ်ရင်းများနှင့်အခြားတပ်ရင်းတပ်ဖွဲ့အများအပြားပူးပေါင်းပါဝင်တိုက်ခိုက်နေကြခြင်းဖြစ်ပါသည်။လက်ရှိတွင်ဖုံးလိုက်များမရတော့သဖြင့်လေများပြတ်တောက်လျက်ရှိပြီးတိုက်ပွဲသတင်းများထုတ်ပြန်ရန်တပ်ဆိုင်ရာတော်လရေးတပ်ဖွဲ့များကကြိုးပမ်းနေကြကြောင်းသိရပါသည်။အောက်တိုဘာ15ရက်ကဖြစ်ပွားခဲ့တဲ့တောင်စလုံးတိုက်ပွဲအတွင် PNO ဘက်မှအကြီးပိုင်းများနှင့်စစ်ကောင်စီစစ်ကြောင်းမှုတို့တေဆုံးကြောင်းသိရပါသည်။ မိုးပြေခမရ422တက်တွင် အစည်းအဝေးတွင် ရှီမန်းတည်တဲ့ပေါ်ဆာလုံးနေတုံးဖွဲ့တုံးလန်းခွဲတက်ပါဆိုတာကိုခေါင်းမာပြီးတလန်းနဲ့တက်သွားတာကိုဟိုကရွာကထွက်လာကလေးကမြင်နေရပြီးသားပေါ်ဆာလုံးခံရတာဟုစစ်ကြောင်းမှုများအစုခံရကြောင်းအောင်ပန်းကရင်900ဆေးယုံကလောဆေးယုံနဲ့တင်းချိုင်းများတွင်နှာရည်များပြုလုပ်နေကြောင်းရည်ပြင်းတရင်များအရသိရှိရပါသည်ဆက်လက်ပြီး တရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလုတ်ကင်ပါဝင်ပတ်သက်မှုဖြင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဘူချုံနိုင်စောဦးကိုယာရူးမှဖေရှားဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တွင်တရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလုတ်ကင်ပါဝင်ပတ်သက်မှုဖြင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဘူချုံနိုင်စောဦးကိုယာရူးမှဖေရှားဖမ်းဆီးလိုက်ကြောင်းစစ်ဖက်သတင်းရှင်းပြနှင့် CDN ဗိုလ်ကြီးစင်ရောကသတင်းဌာနကိုပြောကြားပါတယ်။တရားမဝင်ကုန်သွယ်မှုများကိုဖမ်းဆီးရမှစတင်၍ ခိုးပုံနီးပညာကျောင်းအုပ်ကြီးဘိုမူကျုပ်တန့်ထင်ဆိုနေတိုင်မူဘိုကျုံနိုင်စောဦးတို့အကြားပြဿနာတက်ကြကြောင်းတိုင်မူထံသို့လက်ပေးလက်ယူထားသည့်ကုန်ကားတချို့နှင့်ထေကားတချို့ကိုခိုးပုံနီးပညာကျောင်းအုပ်ကြီးဘိုမူကျုပ်တန့်ထင်ဆိုနေတက်နေမှုများကဖန်ဆီးခဲ့ရမှာပြဿနာဖြစ်ပွားခဲ့ကြောင်းရှင်ကိစ္စအတွက်ဘုံမူချုပ်တန့်ထင်ဆိုကနေပြည်တော်သို့တိုင်ကြားရမှယခုကဲ့သို့အရှိပိုင်းတိုင်းတိုင်းမှုဘိုချုပ်နိုင်စောဦးကိုဖေရှားဖန်းစီသည့်အထိဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရပါသည် ဖြစ်တာကတော့ဟူပုံကျောင်းအုပ်ကြီးနဲ့တက်နေမှုတို့ရဲ့စစ်စေးရေးအဖွဲ့တွေကတိုင်းမှုကိုကားထားတဲ့ကုံကားတွေနဲ့တစ်ကားတွေဖမ်းဆီးရကစတာညှိကုံကြတာအဲ့ဒီမှာပုံမှုကျုပ်တန့်ထင်ဆိုကနေပြီးတော့အထီးတိုင်နေအဲ့ဒါနေပြီးတော့ကနေပြီးတော့အရှိပိုင်းတိုင်းတိုင်းမှုဘိုးချုပ်နိုင်စောဦးနဲ့ကိုရေးအရာရှိဘိုးကြီးရဲသူအောင်ကိုစင်ပြီးဖမ်းနေစေယုံကနေတိုက်ရိုက်စင်ဖမ်းတာဟုစစ်ဖက်တရင်ရင်ကပြောဆိုပါတယ် စီဒီအမ်ဘူကြီးစင်ရောကလည်းအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဖန်စီခံရမှုမှာအတီးပြူထားနိုင်ပြီးဟိုပုံစစ်နီးပညာကျောင်းအုပ်ကြီးဘုံမူချုပ်တန့်ထင်ဆိုလိုအကြောင်းပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။ရှပခအရှေ့ပိုင်းတိုင်းတိုင်မူဘူချုပ်နိုင်စောဦးသူကတေစ25ကဘုံမူချုပ်တန့်ထင်ဆိုနဲ့ညှိတယ်လို့ပဲအကြံပြန်သိရပါတယ်။ဟိုပုံနီးပညာကျောင်းအုပ်ကြီးနဲ့ညှိတာဟုစီဒီအမ်ဘူကြီးစင်ရောကပြောဆိုပါတယ်။ဘုံမူချုပ်နိုင်စောဦးသည်ရခင်ကဘာထူးတက်မြို့ကြီးတိုက်ခိုက်ရေးတင်နန်းကျောင်းဤကျောင်းအုပ်ကြီးဖြစ်ပြီး 2020ခုနှစ်ဩဂုတ်လအတွင်းတွင်မှအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဤတိုက်မှုအဖြစ်ယာဒူးတိုးမြစ်ခံခဲ့ရသူ ဖြစ်သည်ဖော်မူချုပ်နိုင်စော်ဦးသည်အရှေ့ပိုင်းတိုင်းတိုက်မှုဖြစ်ပြီး3လနီးပါးအကြာတွင် တရားမဝင်ကုန်သွယ်မှုနှင့်တရားမဝင်စီးပွားရေးလုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုဖြင့်ယာဒူးမှဖေရှားဖမ်းဆီးခြင်းခံလိုက်ရခြင်းဖြစ်သည်ဆက်လက်ပြီးနိုင်ငံတော်ဝန်မဲစရင်စစ်ဆေးသူများပြားကြောင့်စစ်တပ်ကဓာတ်ပုံများဖြင့်တင်ပြခိုင်းသောကြောင့် ရက်ွက်အုပ်ချုပ်ရေးမှူးများကနေစာများခေါ်ယူလူစုလူဝေးပုံစံဖန်တီးကမဲစရင်စစ်နေသူများဟုလိမ့်လဲတင်ပြစစ်ပေးဆောင်များကိုမဖြစ်မနေမဲပေးခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝမ်းရွေးကောက်ပွဲအတွက်မဲစရင်စစ်ဆေးသူများပြားကြောင်စစ်တပ်ကဓာတ်ပုံများဖြင့်တင်ပြခိုင်းသောကြောင့်ရက်ွက်ချေးရွာအုပ်ချုပ်ရေးမှူးများကနေစာများခေါ်ယူပြီးလူစုလူဝေးပုံစံဖန်တီးကလိမ့်လဲတင်ပြနေရကြောင်မြို့နယ်ထွေအုပ်သတင်းရင်းမြစ်တချို့ကပြောပါရယ်။ပထမကြိမ်မဲစရင်ထုတ်ပြန်ကြေညာပြီးနောက် စစ်တပ်ကမင်းစင်းများကိုပြည်သူများကအုံလိုက်ကျင်းလိုက်လာရောက်စစ်ဆေးကြရန်ထွေအုံများကိုဖိအားပေးခိုင်းစေကြောင်းထို့သောပြည်သူများကမဲစရင်များလာရောက်စစ်ဆေးသည့်တပ်ပုံများကိုလည်းစစ်တပ်ထံသို့တင်ပြရန်နှင့်ကြံကြားရေးဝန်ကြီးဌာနသို့လည်းပေးပို့ကြရန်ဖိအားပေးကြောင်းမဲစရင်လာရောက်စစ်ဆေးသည့်တပ်ပုံများမတင်နိုင်မှကဤသည့်အတွက်ကြောင့်မဲစရင်စစ်ဆေးသူနေပါရတနည်းဆိုသောထူးခြေလွှာများတင်ပြခိုင်းကြောင်း ထို့ကြောင့်ရက်ကွက်နှင့်ဂျေးပါအုပ်ချုပ်ရေးအဖွဲ့များမှနေစာဖြင့်လူများခေါ်ယူ၍မဲစရင်စစ်ဆေးသည့်ပုံစံတပ်ပုံများလိမ့်လည်ရိုက်ကူးတင်ပြခဲ့ကြောင်းသိရပါတယ်။မဲစရင်စစ်ဆေးသူ90ရာခိုင်နှုန်းမကျော်ရင်ရက်ကွက်မျိုးနယ်အုပ်ကြီးတွေကိုဖြည့်ရှင်းချက်ထုချွေလွှာတင်ခိုင်းလို့တပ်ပုံတွေလိမ့်လည်ရိုက်ကူးပြီးတင်ကြားကြရတယ်။အုပ်ကြီးတွေကဈေးသည်တွေ၊ဘေးတွဲမောင်းတွေ၊ပြည်သူစစ်တွေ၊ဆဲအိမ်မှု၊ယာအိမ်မှုမိသားစုတွေနဲ့ဟဲစရင်လာတိုင်သူတွေကိုလူစုလူဝေးလောက်ခိုင်းပြီးမဲစရင်လာရောက်စစ်ဆေးသူများပြားတဲ့ဆိုတဲ့တပ်ပုံတွေရိုက်ကြတယ်။ ပြီးတော့နေမြတက်နေမှုနဲ့တက်ဆိုင်ရမျိုးနယ်ပြည်သူဆက်ဆံရေးနဲ့ပြန်ကြားရေးရုံးတွေစီပေးဖို့ရတဲ့ဟုမျိုးနယ်ထွေအုပ်သတင်းရင်းမြစ်တစ်ခုကရှင်းပြပါရယ်။ထို့ပြင်ရန်ကုန်တိုင်းအတွင်းသို့အခြားဒေသများမှစစ်ပေးရှောင်လာသောစစ်ပေးရှောင်ပြည်သူများ၏လူဦးရေစည်ရင်းများကိုရန်ကုန်တိုင်းထွေအုပ်ကကောက်ယူနေပြီးထောက်ပံ့ငွေနဲ့အစားအသောက်များပေးရန်ဟုဆိုကာဆန္ဒမဲပေးရမည့်လျှောက်လွှာများဖြည့်တင်းခိုင်းနေကြောင်းသိရပါရယ်အခြားနေရာကစစ်ပေးရှောင်လာပြီးရန်ကုန်မှာသကောင်စရင်မရှိခင်ရက်ွက်ရုံမှာဖောင်ပြေးခိုင်းနေ ပထမတော့ထောက်ပံ့ငွေပေးမယ်ဆိုပြီးလျှောက်လွှာပြေးခိုင်းနေတကယ်ဖြစ်ရတဲ့လျှောက်လွှာမေးပေးရမယ့်ဖောင်ဖြစ်နေတယ်။အဲ့ဒီဖောင်မဖြစ်ရင်ရက်ွက်မှာနေခွင့်မပေးဘူးဆိုတာမျိုးလို့လို့ဖောင်ဖြစ်ပေးခဲ့ရတယ်ဟုမရန်ကုန်မြို့နယ်တွင်နေထိုင်သည့်စစ်ပေးဆောင်ပြည်သူတအူးကပြောဆိုပါရယ်။ရန်ကုန်မြို့တွင်နေထိုင်နေသည့်စစ်ပေးဆောင်ပြည်သူများအားလုံးသည်မိမိတို့ရောက်ရှိနေသောမြို့နယ်များတွင်စန္ဒမဲပေးရမည်ဟုတက်ဆိုင်ရာရက်ွက်နှင့်ကြီးပွားအုပ်ချုပ်ရေးအဖွဲ့များကတရားဝင်ထုတ်ဖော်ပြောဆိုလျှောက်လွှာပြေးခိုင်းမှုများလည်းရှိနေကြောင်းသိရပါရယ်။ ရှင်းပြင်အသက်80နှစ်နဲ့အထက်အသက်ကြီးရွယ်အိုများကိုလည်းကျိုးတင်ဆန္ဒမဲပေးရမည်ဟုဆိုကာရက်ကွက်နှင့်ကြေးပွားအုပ်ချုပ်ရေးအဖွဲ့များကတက်ကြီးရွယ်အိုစရင်ကောက်ယူနေကြောင်းဒီဇင်ဘာလ28ရက်နေ့မတိုင်မီနေအိမ်များအထိကျိုးတင်မဲများလိုက်လံကောက်ခံမည်ဟုအသိပေးလာကြောင်းရန်ကုန်မြို့နေပြည်သူများထံမှစုံစမ်းသိရှိရပါသည်။ချမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။